နေမကောင်းတဲ့အချိန်မှာဆိုအရင်နေပြန်ကောင်းချင်တာပဲသိရဘာနဲ့မှမလဲနိုင်အောင်နေပြန်ကောင်းချင်တယ်ဒါမှမဟုတ်တခုပဲအဲ့လိုပေါ့နော်စိတ်သက်ကြိုင်တင်းတေဝလိုက်တော့အဲ့လိုအဲ့လိုမျိုးကြီးထွားရလိုက်တဲ့အခြေဒီခေါက်စိုးရဲပေါ့ဖြစ်တာအရင်နာကျင်ရတော့လေတေလေးတေဝလိုက်တော့အဲခံစားချင်တော့ဘူးဒါမှမဟုတ်ရှင်နဲ့အမြန်ကောင်းလိုက်တော့အဲ့လိုမျိုး feeling တော့ဖြစ်တာပေါ့နော်ဒီခါတော့အဲကျမကြီးအဓိကလိုပဲမြင်တာပဲအလုပ်တွေထပ်ဖို့လေအဲ့တော့ဒါအဲ့ဒီတော့ အရန်အနာမီရာတငယ်ချင်းဖွဲ့လိုက်ကြပေါ့နော်အရန်တောင်းပန်တဲ့ဒီကနေဘာဆိုသူတို့ဟာတာလေးလဲဒါပြောပြပေါ့နော်လာကြည့်ရဲကိုလာပြကရင်မောရင်တက်လာဂျစ်ဆိုကရင်မီပါရဲမီပါရဲအချိန်မှာသူတို့အိုင်ဟာဘိုင်ယာကိုတင်တာတငယ်ချင်းတွေဆိုလဲဘလူးဘလူးဘလူးပေါ့ပျော်အောင်လောက်ကြတာသူတို့ကတကယ်တော့ဖြားနေချိန်ဆိုဘာမှမကြားချင်ဘူးကအတန်လည်းမကြားချင်သူတို့သူတို့ရောက်လာမယ်ပြောတယ်နောက်ကြရတယ်ကွာအော်တိုစိတ်တူနေတာဘာမှမသိဘူးအဲ့ဒါလည်းကိုကိုတိုင်ဖန်တီးတာလည်းမဟုတ်တမင်လည်းမဟုတ်အဲ့လိုပေါ့နော်အော် ြန်ပြီးတော့ဘယ်လိုခေါ်မလဲတငယ်ပြန်လို့ဖြစ်နေတာလူကတည်းကကလေးစိတ်ကြီးဖြစ်ပြီးတော့လေသူတို့ဟင်းဟဲလုံးလည်းမကြိုက်ဘူးရှူရှူပါးကနေလှုပ်တယ်နာနေအောင်ချိန်ပြီးတော့အာမကူလာပြတ်တက်ပြရသားလဲတက်လာကလေးကြီးပြူကြအောင်ကိုက်တာကကိုက်တာဆိုပေမဲ့တည့်ရက်ဇလံလည်းနည်းနည်းထူကြရပါတော့เนาะအာဒီမှာ ဒီမှာလဲသဘောရာကြီးရဲ့မင်္ဂလေးထက်မြက်တယ်သဘောရာကြီးရဲ့အာအဲ့လိုမျိုးပေါ့ထက်ထက်မြက်မြက်နဲ့သဘောရာကြီးရဲ့မိန်းမကိုနည်းနည်းအငြိမ်လေးသွားတာပေါ့သူကြတော့အာအရင်တော့ကတော့အာနာလိုလက်ခံဖြစ်တာအများကြီးပေါ့ခုနောက်ပိုင်းတော့ကာရီတာနဲ့ပတ်တိုင်တိတ်အာမနာပြေပေါ့နော်ကိုကြိုက်မရိုက်တယ်ကျမရဲ့အချိန်ကြီးကအာနည်းနည်းပင်ပန်းတာများသွားလို့လဲပါမယ်ထင်တယ် stress တွေပြီးသွားတော့အလုပ် stress ကောအာဒီလူမှုရေးပိုင်းအောင်ပေါ့နော်အဲအပိုင်းလေးတွေနည်းနည်းလူမှုရေးပိုင်းဆိုတာကပြဿနာတော့မဟုတ်ဘူးပေါ့ ာလုတ်ပေးရမယ့်အရာလေးရှိတဲ့ဟာလေးတွေအဲ့လိုမျိုးနည်းနည်းကြက်သွားတဲ့အခါမှာရှေ့ကိုကြည့်လိုက်တော့လေဒစ်ကလေးနည်းနည်းအရန်ဟိုဟာဖြစ်သွားတော့လေအဲ့လိုမျိုးပေါ့နော်နည်းနည်းတွေးလိုက်သေးတယ်အဲ့မဖျားခဲ့မှာတော့ငါဖျားချင်တော့ရှိပါမလားဆိုရက်ဖီလေးလေးဝင်သွားချင်မှာပဲခါဖျားတာအဲ့ရက်ပိုင်းလေးကိုဖြတ်ဖြတ်လိုက်တာကြီးလည်းရှိရပါတော့ဖြတ်လိုက်ရတာကြီးလည်းရှိရဲ့ဒီပုံမှာ ိကတော့အားလုံးမှချင်တာကျမရဲ့ကောင်းမှုပဲဘောနော်။ဘာလို့လဲကျမရဲ့မကောင်းရင်တကယ်စိတ်သွားတိုင်းကိုမပါတာအရင်ဆိုတယ်လှုပ်ချင်တာလည်းမလှုပ်ရအောင်အလုပ်တွေလည်းပြက်ရတယ်အကုန်အဆဆရပါဘောနော်လူမှုရေရောအလုပ်ရောအကုန်လုံးပြက်စီရတယ်ဆိုတော့ကျမဝေတိကကိုယ်တိုင်လည်းအခုချိန်ဒီက100%မကောင်းနဲ့ဟပ်ပဲဟပ်ပဲဖြစ်နေစစ်စစ်ကြည့်တာအဲ့လိုမျိုး6မိနစ်လောက်သူများလမ်းရှောက်ဆက်ပေါ်ရှောက်တဲ့ဟာက4မိနစ်ထဲနဲ့5မိနစ်တောင်ဆိုတာနည်းနည်းတော့မဟုတ်လေ ပြောရမှာပေါ့။ COVID လက်ကျန်လို့ပဲပြောမလား။ယာတီတုပ်ကွေးလို့ပဲပြောမလား။တော်တော်တော့ဆိုရဲလမ်းအောင်မလျှောက်နိုင်အောင်ဟုတ်တယ်။အဓိကကျတော့ခါးမြက်တာနေစားတာ။ခါးမြက်ပြီးတော့အမခါးလေးတွေဝင်နေတယ်တဲ့။ပြီးရင် bike တွေအောင်နေအစာအိမ်မိုင်းပေါ့နော်။အဲ့လိုအောင်ပြီးတော့ဟိုအရန်ကိုတွေပူလာခါကြတဲ့ခုလုံးကင်ရိုက်ထားလို့អော်နေရ။အဓိကတော့ bike ထဲမှာ weight weight နေရပေါ့နော်။လေ weight တယ်လို့ weight နေတယ်။အဲ့ခါးမြက်တာတွေကအရန်နာလို့អော်ရ။ နေမကောင်းတဲ့အချိန်မှာဆိုအရင်နေပြန်ကောင်းချင်တော့ပဲသိရဘာနဲ့မှမလဲနိုင်ဘူးနေပြန်ကောင်းချင်တယ်အမောတခုပဲအဲ့လိုပေါ့နော်စိတ်စိတ်တက်ကြရင်တင်းသေးသွားလိုက်တော့အဲ့လိုအဲ့လိုမျိုးညီးထွားရလိုက်တဲ့အခြေဒီခေါက်ဆိုးတယ်ပေါ့ဖြစ်တာအရင်နာကျင်ရတော့လေတေးလဲသေးသွားလိုက်တော့အဲဒီခေါက်ခံစားကျင်တော့ဒါမှမဟုတ်ရှင်နဲ့အမြန်ကောင်းလိုက်တော့အဲ့လိုမျိုးဖြစ်နေတော့ဖြစ်တာပေါ့နော်ဒီခါတော့အဲကျမကြီးအဓိကလိုပဲမြင်တာပဲအလုပ်တွေထပ်ဖို့လေ ဲ့ဒီဖျားနေတဲ့ချိန်ကိုဘာမှမလုပ်ချင်တော့အလုပ်တွေလည်းပုံဖျက်ချင်တယ်တခုခုပြောရင်လည်းစိတ်မရှိတော့ဘူးဖြစ်တယ်အဲတခုခုကြားလိုက်ပြီဆိုတော့အတီလို့မလုပ်ချင်တော့အဲ့လိုအဲ့လိုမျိုးဖြစ်သွားတဲ့ feeling ကိုရောက်တဲ့အချိန်ကိုဖြစ်တယ်ပေါ့နော်စိတ်ခံစားချက်ကလေဟောဘာလို့ဆိုတော့အဲ့အဲ့အချိန်မှာအရင် sensitive ဖြစ်တယ်လို့ထင်တယ် ဖေရိုးဆိုရန်ခုချင်းစားမိရအောင်နော်ဖေရိုးဆိုရင်လေဖြန်းထားတဲ့အော်နော့ဒီချောပောက်ထားခါကျသူတစ်ခါပြောရင်စိတ်မရှိရင်ကိုရီးယားလည်းစိတ်မရှိဘူးဖြစ်တယ်လေတစ်ခါတစ်ခါတလေမှာပေါ့နော်အာဖေရားလည်းဘယ်လိုတည်မှာကောင်းကောင်းမွန်မွန်ပြောလို့ဆိုတာဖြစ်တယ်ကိုတိုင်ဖြားတဲ့အချိန်မှာတိတော့အရန်အာနာမီရာတငယ်ချင်းဖွဲလိုက်ကြည့်ပေါ့နော်အရန်တောင်းပန်တဲ့ဒီကနေဘာလို့ဆိုသူတို့ဟာတလေးလည်းဒါပြောပြပေါ့နော်လာကြည့်ရဲ့ကိုလာပြရကရေမောရင်တက်လာဂျွတ်ဆိုကရေမီပါရဲ့ပြီးွားတဲ့အချိန်မှာသူတို့အားရပါရဝတည်မှာတငယ်ချင်းတွေဆိုလည်း ဘလူးဘလူးဘလူးပေါ့ပျော်အောင်လောက်ကြတာသူတို့ကတကယ်တော့ဖြားနေချင်းဆိုဘာမှမကြားချင်းဘူးကတန်လည်းမကြားချင်းသူတို့သူတို့ရောက်လာမယ်ပြောတယ်နောက်ကြရတယ်ကွာအော်တိုစိတ်တူနေတာဘာမှမသိဘူးအဲ့ဒါလည်းကိုကိုတိုင်ဖန်တီးတာလည်းမဟုတ်တမင်လည်းမဟုတ်အဲ့လိုပေါ့နော်ဟိုပြန်ပြီးတော့ဘလူးခေါ်မလားတငယ်ပြန်လို့ဖြစ်နေတာလူကတည်းကကလေးစိတ်ကြီးဖြစ်ပြီးတော့လေသူတို့ဟင်းဟဲလုံးလည်းမကြိုက်ရှူရှူပါဇက်ကနေလောက်တယ်နာနေအောင်ချိန်ပြီးဆိုတော့အာမကလာပြတ်တက်ပြရာသာလဲတက်လာကလေးကပြူကြအောင် ိတာပေါ့နော်အဲ့အရင်အားနာလို့ပြန်ပြီးတော့ねအသိစိတ်ဝင်လာမှတည်တော့အော်သူတော့နားလဲတယ်မဟုတ်စိတ်ရှုပ်သွားတာသူစိတ်ရှုပ်သွားတော့အကုန်လုံး issue ထွက်ပြေးပါလားနော်နော်ကျွန်တော်တော့ online လုပ်ထားပါအရင်လန့်ပြီးတော့အဲ့လိုအော်ငူတာပေါ့နော်အဲ့လိုမျိုးဖြစ်တော့အကောကလည်းပြန်သွေးခြင်းအကဲပုတ်လို့ဖြစ်သွားလာပါတော့ feeling ကတော့တကယ်ဖြစ်နေပါတော့အဲ့ချိန်ကတော့အရင်ခံစားခံနေတယ်တကယ်ရည်ကြပါတော့နော်ကိုယ်တိုင်လည်းအမေတို့အမတို့ကနောက်တနေ့ထိကိုအရင်ရည်ရအဲ့ပြန်သွေးပြီးတော့လေ ိုတိုင်းလည်းအဲ group တွေမှာတော်တော်မှန်ရငါတော်မှန်တယ်နော်နားလဲတယ်အဲ့အချိန်စိတ်ရှုပ်နေငါတို့ကလည်းငါတို့ပဲဆိုပြီးတော့ပြန်ပြောကြရင်စိတ်ဆိုးလည်းမြင်မှုရတယ်သူတို့ဟိုအဲ့လိုမျိုးဒီတစ်ခေါက်လည်းဟိုလိုစိတ်ဆိုးဒေါရထက်တာတော့မဟုတ်လေအရန်စိတ်အိုက်လာတာပေါ့နော်ပေးနာမှာတငယ်ချင်းတွေလည်းများတော့ပပတ်လဲပြီးတော့ဒါပြန်တွေးကျင်တော့အရန်ချစ်ဖို့ကောင်းတယ်လေအဲ့ဖြားနေတဲ့အချိန်မှာတော့ဘယ်ရောက်မှမလို့ကြည့်ဖြစ်နေတယ်ပြန်မှာသူတို့ကြည့်ရဲ့မဟုတ်ပြီးတော့စားပြီးတော့အခုကတက်တာဝါးကြီးခါးရပါရဲ့ဟုတ်တက်တာဝါးနော်စေးတွေလည်းတေချာ တောက်ရရဆိုတော့ဒါပေမဲ့အခုကနည်းနည်းမောနေ။နောက်တစ်ထပ်ပဲအားယူရမှာလို့ ဆရာကအဲ့လိုတော့မပြောပါဘူးဟိုတချို့ညမှာရေအိတ်လေးတွေ့ရအသေးစားလေးပေါ့နော်ဗီတာမင် D ကရန်ချို့တဲ့နေပြောရဲအဲ့အဘိုင်းနေပြန်ပြီးတော့ဆေးမမှန်တောက်မယ်ဆိုရင်ကောင်းလာမှာပေါ့အခုကမောနေရတော့အဲ့အရှိန်လေးညတော်တော်ပြင်းနေစင်တယ်လူကတော်တော်ချောင်ကြပါလဲတည်တာမျက်နှာရယ်ဆိုလေပုံနေဆိုအားမရဘူးကြည့်ပြအကျစ်စ်တင်ပါတယ်လို့ကျေးဇူးများတင်တယ်ပေါ့နော်ဒီနေ့တင်ကကြိုးကတော့ပွဲလေးလာတဲ့ခါကျတော့ဒီတင်ကကြိုးကာရိုက်တာလေးလည်းအဘယ်ဆိုရဲကာရိုက်တာနေရာနေ့တည်ဆောက်လာရယ်ပေါ့နော်ဘယ်လိုမျိုးလေးလဲဆိုတာဒါတင်မတစ်ဖက်လို့အကောင်းဆုံးကျေး းစားမှဖြစ်တဲ့အတွက်အားပေးကြပါအောင်လို့ကျေးဇူးများတင်ပါတယ်